တင်တော့အလုံးပဲမင်္ဂလာပါเนาะကျွန်တော်အရင်ဒီပြထားတဲ့မူလိုပဲပေါ့เนาะကျွန်တော်တို့သုံးလုံးပေးတယ်နေနောက်ထပ်တမူထပ်ပြီးတော့ရလို့ပေါ့เนาะကျွန်တော်ဒီမှာထပ်ပြီးတော့ထပ်ပြပေးမှာဖြစ်ပါတယ်ပေါ့เนาะဟုတ်ပြီပါဒါဆိုရင်တော့ငွေကြေးတော့တစ်ချက်လိုက်ကြည့်ကြည့်ပေါ့เนาะအကြည့်ပြီးမှငွေကြေးလိုကြိုက်တယ်ဆိုမှကစားကြည့်ပါကြเนาะအဲ့တော့ဒီမှာရှိနေတဲ့ဒီသုံးလုံးပေါ့เนาะကျွန်တော်165ဆိုဒီသုံးလုံးပေါ့เนาะ165ကျွန်တော်တို့ပေါင်းခြင်းနံပါတ်နံပါတ်1ပေါ့เนาะ ကျွန်တော်ဒီမှာပဲကျွန်တော်ခြာရေးလိုက်မယ်ပေါ့နော်နံပါတ်1เนาะဟုတ်ပြီဒီမှာနံပါတ်1လေးရသွားပြီပေါ့နော်ဒါပြီးရင်ကျွန်တော်တို့ဒီ1ကပေါ့နော်ဒီအောက်မှာသူဘယ်မှာသွားမလဲဆိုရင်8เนาะ3ဆိုတော့ဒီလိုဇောင်းလေးပေါ့နော်9 8 6ကနေပြီးတော့ကျွန်တော်တို့8ရဲ့3ရဲ့ပေါ့နော်ဒီလိုနှလုံးကိုကျွန်တော်တို့ယူမှာဖြစ်ပါတယ်เนาะ8 3ပေါင်းရင်းဒီနံပါတ်ကျွန်တော်တို့ဘယ်လောက်လဲနံပါတ်1ဖြစ်တယ်သူ့ရဲ့နက္ခတ်1နက္ခတ်8ပေါ့နော်ဒါလည်းဒီမှာကျွန်တော်ခြာရေးလိုက်မယ် dish ရပေါ့နော်ဟုတ်ပြီနော် dish ချာရေးပြီးသွားရင်တော့ကျွန်တော်တို့နောက်ဆုံးကဘယ်မှာရှိမလဲဆိုရင်ဒီမှာ6ခွန်ဆိုရကနော်ဒီမှာ6ခွန်ဆိုတဲ့နှလုံးပေါင်းခြင်းဒီနံပါတ်5ဖြစ်တယ်ဒီမှာကတော့ကျွန်တော်တို့ပါဝါယူပြီးတော့ပေါ့နော်5ပါဝါ3ညဆိုပြီးတော့ပေါ့နော်ဒါဒီအပြီးပေါ့ပေါ့နော်ကျွန်တော်တို့2 6 1 5 3ညဒါကတော့ကျွန်တော်တို့အလုံးထပ်မှတ်ပါတဲ့အတွက်5လုံးအပြီးပေါ့ အပြီးပေါက်ကုန်မှာကျွန်တော်တို့တဒန်းတစ်လုံးနဲ့ပေါ့နော်ဒီမှာထွက်ထားတဲ့ကဏ္ဍဒီ1 0 1ပေါ့နော်012 3 2 1ဆိုပြီးတော့ကျွန်တော်ထွက်ထားတယ်နော်ဒီမှာတဒန်းကကျွန်တော်တို့3ယူတယ်တဒန်းက1ယူတယ်တဒန်းကကျွန်တော်တို့2ယူ3 1 2ဆိုပြီးတော့ကျွန်တော်ထွက်ကဏ္ဍလေးတွေ့ရတယ်ပေါ့နော်ကျွန်တော်ဆော့ဗယ်ကြီးကပြောင်းပြောင်းโอเค ဟုတ်ပြီဒါဆိုရင်3.1နှစ်ပေါ့เนาะ3.1နှစ်ဒီလိုလေးပေါ့เนาะ3.1နှစ်ကျွန်တော်တို့ဒါထွက်သွားတယ်ခဏဖြစ်တယ်ပေါ့เนาะဒီဘက်မှာလည်းကျွန်တော်တို့ထုံးစံအတိုင်းပေါ့เนาะဒီ၄နှစ်တက်ကိုကျွန်တော်တို့ရှာမှာဖြစ်တယ်เนาะဒီ၃လုံးပေါ့เนาะဒီ၃လုံးဒီကျွန်တော်တို့ဘာယူမလဲဒါရယူမှာပေါ့เนาะ1 6 2ဆိုတော့ပေါင်းခြင်းနံပါတ်ဒီဘယ်လောက်ဖြစ်မလဲနံပါတ်ဒီနံပါတ်2ပါပဲเนาะနံပါတ်2ဒီမှာကျွန်တော်တို့6နဲ့ဒီမှာရှိတဲ့နံပါတ်2နဲ့ပေါင်းရင်ဒီနံပါတ်1တင်းနှက်ကတ်ဒီဘယ်လောက်ဖြစ်မလဲနံပါတ်8 8ပေါ့เนาะ ါးနှစ်တွဲရမယ်နောက်အောက်ဆုံးကကျွန်တော်ဒီမှာ309ဆိုရကနာเนาะပေါင်းခြင်းနံပါတ်2နံပါတ်9ဖြစ်တယ်ဒီမှာကတော့ဘာဖြစ်မလဲ99ပါဝါလေးเนาะဒီမှာထုတ်ကနက420နဲ့တပွင့်ပေါ့เนาะ4နှစ်တက်เนาะ4နှစ်တက်4နှစ်တက်เนาะဒီမှာအတူတူပဲပေါ့เนาะကျွန်တော်ဇောင်းလေးပါပဲသွားပြီးတော့ထွက်ထားတယ်ပေါ့เนาะโอเคဒါဆိုရင်နောက်ထပ်တမှုကိုဆက်ပြီးတော့ကြည့်အောင်ပေါ့เนาะ၃ကံမြောက်မှာကျွန်တော်တို့ပါလေးရမလဲပေါ့เนาะ ီမှာက4 6 5 0တုံးလုံးပေါင်းခြင်းပေါ့နော်4 6 5ဒီပေါင်းခြင်းနံပါတ်5ဖြစ်တဲ့အတွက်ကျွန်တော်တို့5ကိုတန်းရဲယူမယ်ပေါ့နော်ပြီးရင်တော့ဒီမှာရှိနေတဲ့3ညရဲ့ဒီမှာရှိနေတဲ့6ရဲ့ပေါင်းခြင်းပေါ့နော်3ည6ပေါင်းခြင်းနံပါတ်6 6ခတ်ဒီပါလေ9เนาะတန်းနှစ်တန်းရမယ်ဒါပြီးရင်တော့ကျွန်တော်ဒီအောက်မှာရှိတဲ့6 6နှလုံးပေါင်းခြင်းဒီ ုံညာဖြစ်တယ်ပေါ့နော်။ချောင်းလေးပေါင်းရင်တုံညာတုံညာပါဝါသည်နံပါတ်မှာ5ပါနော်။ Okay ဒါဆိုရင်ကျွန်တော်တို့တုံညာ5ထွက်ကနတုံညာ5နော်။ဒီလိုလေးထွက်သွားပါတယ်။တုံညာ5ဆိုလို့ထွက်သွားတယ်ပေါ့နော်။အဲဒီတစ်ပင်အတွက်ကျွန်တော်တို့ခုလာမယ်5ချိန်အတွက်ကပါရမှာလေပေါ့နော်။ကျွန်တော်တို့အတူတူ run ကြည့်ပါမယ်။ဒီမှာနော်။9 9တုံညာဆိုတော့ပေါင်းခြင်း3လုံးပေါ့နော်။ပေါင်းခြင်း3လုံးဒီ တော်နံပါတ်၄ဖြစ်တယ်ပေါ့နော်နံပါတ်မှာ၄เนาะ၄လေးကျွန်တော်တို့ရေးမယ်ပြီးရင်ဒီမှာရှိတဲ့နံပါတ်၄ဒီမှာရှိတဲ့နံပါတ်9 6 9ပေါင်းရင်နံပါတ်3ဘလောက်ဖြစ်မလဲ1တင်းနှက်ခတ်တိဘလောက်လဲတင်းနှက်ခတ်တိ10ဖြစ်တယ်เนาะတင်းနှက်ခတ်တိ10ပေါ့เนาะဒါပြီးတော့ဒီမှာရှိတဲ့6နှစ်เนาะ6နှစ်ဒီပေါင်းရင်နံပါတ်ဘလောက်လဲကျွန်တော်တို့ပေါင်းရင်နံပါတ်10ဖြစ်တယ်ပေါ့เนาะ10 10ပါဝါတိဘာဖြစ်မလဲ3เนาะ အပြီးပေါက်ဆိုရင်ကျွန်တော်တို့ဒီမှာကကဏ္ဍထက်ကနံပါတ်၈ပါတဲ့လေလုံးအပြီးပေါက်နော်လေလုံးအပြီးပေါက်ကကျွန်တော်တို့၄၁၈၃အပြီးနော်ဒါမှကျွန်တော်တို့ထိုးခွက်ဒီဘယ်နှခွက်ထိုးရမလဲကျွန်တော်တို့၄၁၈၄၁၈၄၁၃နော်၄၁၃ရင်၄၈၈၄၈၈၄၈၃နော်၄၈၃စုစုပေါင်း ကနန်းဒီကျွန်တော်ဒါပဲရှိတယ်နော်โอเคပါဒါဆိုရင်တော့မိတ်ဆွေတကယ်ကျွန်တော်ကကြိုက်တယ်ဆိုရင်တော့လိုက်ပြီးတော့ကစားကြည့်ပေါ့နော်ကျွန်တော်ကင်မရာလည်းမရှိဘူးပေါ့နော်ကျွန်တော်ဖုန်းနဲ့ရိုက်ရတာဖြစ်တဲ့အတွက်နည်းနည်းလေးဗီဒီယိုကတော့နည်းနည်းလေးကတိကအောင်တော့နည်းနည်းဖြစ်မှာပေါ့နော်โอเคပါအားလုံးတိခံပြီးတော့ကြည့်ပြီးတဲ့အားလုံးကိုကျေးဇူးထူးတင်ပါတယ်နော်ဒါကတော့ကျွန်တော်နောက်တစ်ဆိုင်ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့စူးစူးပေါ့ကနန်းဒီဘယ်နှခွက်ရှိမလဲဆိုတော့၄ခွက်ထဲပဲကျွန်တော်တို့ထိုးရမယ်ပေါ့နော်၄၈၄၁၃၄၈၈၄၈၃ပေါ့နော်အားလုံးပဲ အစီအမြင်ကောင်းပါစေဗျာ။ပဲပဲမှာ